မေဆွန်မောင်းစီမာရှိတဲ့ဒီအချက်တွေကို United ကစားမားတွေအားလုံးအထူးယူကြဖို့လိုတယ်။ပရိသတ်တော်ဝင်လာများမက်ချစ်တာဖောင်းဆောင်ကနေပြန်လည်ကြော်လိုက်ပါရင်ဘောလကမှာထင်ပေါ်ကျော်ကြားတဲ့ကစားမားတွေဟာသူတို့ရဲ့ကွင်းကစွမ်းဆောင်ရည်တွေမကဘဲကွင်းပြင်ပါကစိတ်တဲ့အသင်းပေါ်သစ္စာစိတ်ကြောင့်လည်းပရိသတ်ရဲ့ရင်ထဲမှာနေရာယူထားကြပါရင်မန်ချက်တိုင်းတဲ့ကွင်းရဲ့ကျယ်ဝင်းမေဆွန်မောင်းဟာဒီလိုလေးစားပွဲစိတ်တဲ့ရှိတဲ့ကစားမားတူဖြစ်ပါရင် တဲ့ကြိုးစားမှုယူတာမှုနဲ့အတင်းအကျပ်ဦးစားပေးတဲ့စိတ်ထားဟာဘောလုံးပရိသတ်တွေအတွက်ရောလူငယ်စားမတွေအတွက်ပေါ့အတွေ့အကြုံစရာစံနမူနာတစ်ခုပါပဲ။ဒီအချိန်မှာမင်းစင်မဟောင် United နဲ့အတူ6ပွဲကစားထားပြီးနှစ်ဂိုးသွင်းယူထားသလိုအတင်းအကျပ်အေးပါတဲ့ဖန်တီးမှုတွေပြုလုပ်ထားပါရည်။ကိုယ့်လက်မှာတဲ့တဲကြွားမှုဘောလုံးထိန်းချုပ်နိုင်စွမ်းနဲ့ဖန်တီးမှုတွေဟာ United ရဲ့ကစားဟန်မှာအေးပါတဲ့ခံကဏ္ဍတစ်ခုဖြစ်ပါဝင်နေပါရည်။မဟောင်ကိုယ့်လက်မှာတိုင်းစင်စင်ဂိုးဖန်တီးမှုတွေပြုလုပ်နိုင်သလိုခံစင်ပိုင်းမှာလည်းအတင်းကို6ပန့်ပေးနိုင်တဲ့ကစားမတူဖြစ်ပါရည်။ပြည့်ပင်ကိုရေးသွင်းတဲ့ကစားဟန်ဟာ United ရဲ့ကိုယ့်လက်ကိုအားပြည့်ပေးထားတယ်ဆိုတာညင်းမရပါဘူး။မောင်ရဲ့ထူးခြားသောအချက်ကတော့သူ့ရဲ့စိတ်ဓာတ်ပါပဲ။ ်ဘောလုံးလကမှာထင်းပေါ်ကြော်ကြတဲ့ဇာမတွေတဲမှာမောက်ဟာရန်ကုန်မှာထိုင်နေရတဲ့အချိန်မှာတော့စိတ်တက်မကြပဲနီးပြအပေါ်စောရကတက်မှုလုံးဝမရှိသူဖြစ်ပါရင်ဒါဘောလုံးတင်းတင်းမှာရှချောပါတွေ့ရတဲ့အခြေအနေတခုပါအသင်းပေါ်တွေနဲ့လည်းစိတ်ဝမ်းကွဲမှုမရှိပဲအမြဲတမ်းအသင်းအောင်မြင်မှုတွေကိုဦးစားပေးတဲ့သူ့ရဲ့စိတ်ထားဟာလူတိုင်းအတူယူထိုက်တဲ့အချက်ပါပဲမောက်ဟာပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက်အမြဲတမ်းအပတ်တကုတ်ကြိုးစားသူဖြစ်ပါရင်သူ့ရဲ့ယူသားမှုကြိုးစားခြင်းစိတ်နဲ့ United ပေါ်ချစ်မြတ်နိုးတဲ့စိတ်ဟာပရိသတ်ရဲ့ရင်ထဲမှာနေရယူထားပြီးနီးပြတွေနဲ့အသင်းပေါ်တွေစီကလည်းချီးကျူးမှုတွေရရှိနေပါရင် ဒီလိုဆိုင်တဲ့ဘောလုံးကစားမတရားရဲ့အောင်မြင်မှုမှာဘလောက်အရေးကြီးတယ်ဆိုတာကိုမောက်ကသက်သေပြခဲ့ပါရင်ဘောလုံးတင်းတင်းရဲ့အောင်မြင်မှုဟာကစားမတူးချင်းရဲ့စွမ်းဆောင်ရည်တွေမကဘဲအသင်းတစ်ခုလုံးရဲ့စီးလုံးညီညွတ်မှုနဲ့စိတ်ဓာတ်ပေါ်မှာလည်းမူတည်ပါရင်ဘောလုံးပြန်ကစားမဟာကိုယ့်ရဲ့အသင်းပေါ်ကြွကြားမှုထံအသင်းအောင်မြင်ရေးကိုဦးစားပေးတဲ့စိတ်ဓာတ်ရှိရာကြောင်းအသင်းပေါ်တွေကိုအားဖြည့်ပေးနိုင်ပြီးကွင်းပြင်ပကစီးလုံးမှုကိုတည်ဆောက်ပေးနိုင်ပါရင်ဒီလိုစိတ်ဓာတ်ကအသင်းတင်းရဲ့ရေးရှိအောင်မြင်မှုမှာအဓိကကျတဲ့အချက်တစ်ခုဖြစ်ပါရင် ဥမာအနေနဲ့ United လိုသမိုင်းကြောင်းရှေ့လျရတဲ့အသင်းသင်းမှာကစားမရိုက်ဟာဒီအရင်နဲ့ရင်ဆိုင်နေရပါတယ်ဒီလိုဖီအားတွေကြားမှာမောက်လိုစေးတဲ့ရှိတဲ့ကစားမတွေဟာအသင်းကိုတည်ငြိမ်အောင်ထိမ့်မိနိုင်ပြီးအကြက်ခဲတွေကိုကျော်လွှားနိုင်ဖို့အားဖြည့်ပေးနိုင်ပါတယ်အရင်ကမှထိုင်နေရတဲ့အချိန်တွေမှာတော့အသင်းကိုအားပေးထောက်ပံ့တဲ့မောက်ရဲ့စိတ်ထားဟာလူငယ်ကစားမတွေအတွက်အတူတူစရာစံပြတစ်ခုပါပဲဟိုအစိမ်းတဲ့ဟာဘောလုံးကစားမတယောက်အတွက်ရောဘဝမှာအောင်မြင်မှုတရားဖို့အတွက်ကြိုးစားနေတဲ့လူငယ်အတိုင်းအတွက်ပါအတွေ့အကြုံဆရာဆံမနာတကူပါပဲ။မဟာပုံမှန်ပွဲထွက်ခွင့်ရဖို့အမြဲတမ်းအပတ်တကုတ်ကြိုးစားသူဖြစ်ပါရင်သူရဲ့လေ့ကျင့်မှုတွေမှာအမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပြီးအသင်းအတွက်အမြဲ ဲ့အစင်းသင့်ဖြစ်နေသူပါခင်ပေါ်ကြော်ကြားတဲ့ကစားမတရားဖြစ်ပေမဲ့မောင်ဟာကိုယ့်ရဲ့ကိုပိုင်အောင်မြင်မှုထက်အသိဉာဏ်အောင်မြင်ရေးကိုဦးစားပေးတဲ့သူပါဒါအသိဉာဏ်စိတ်ဓာတ်ရဲ့အနှစ်သာရပဲဖြစ်ပါရင်မင်းစမောင်းရဲ့ကွင်းထဲကစွမ်းဆောင်ရင်ဟာမန်ချက်စတာနဲ့တဲ့အတွက်အဖိုးတန်တဲ့အရာတစ်ခုဖြစ်ပြီးသူ့ရဲ့ကွင်းပြင်ပကစိတ်ဓာတ်ဟာပိုးလို့တော်မှလေးစားပွဲဖြစ်စေပါရင်ဘလုံးတင်တဲ့မှာကစားမတိုင်းဟာကိုယ့်ရဲ့ကိုပိုင်အောင်မြင်မှုထက်အသိဉာဏ်အောင်မြင်ရေးကိုဦးစားပေးဖို့လိုအပ်ပါရင်မောင်ဟာဒီအချက်ကိုသူ့ရဲ့ရိုးသားမှုစူးစမ်းမှုနဲ့အသိဉာဏ်ပေါ်သစ္စာစိတ်နဲ့တက်တည်ပြခဲ့ပါရင်လူငယ်စားမလေးအတွက်ရောဘလုံးပြည်သက်တွေအတွက်ပါမင်းစမောင်းရဲ့စိတ်ဓာတ်ဟာတူယူစရာဆန်လိုနာတစ်ခုပါပဲသူ့ရဲ့ က်တက်ပေါ်ချစ်မြတ်နိုးတဲ့စိတ်နဲ့အမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားလေးတဲ့စိတ်ဟာဘောလုံးလောကမှာရှာရှာပါပါတွေ့ရတဲ့အရေးသေးတစ်ခုဖြစ်ပါတယ်။ဒီနေ့ခေတ်မှာစိတ်နဲ့ပြပြနေကြတဲ့ United ကစားမတွေအနေနဲ့မောက်ကိုပို့ပြီးတော့တာမှအတွေ့အယူတင်တယ်လို့ထင်မိကြပါဘူး။ဒီကိုတို့ကရောမောက်ကိုဘလို့အချက်တွေကြောင့်သဘောကျတာလဲပြောပြသွားခဲ့ကြပါဦး။အစုံနဲ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။